စတိဖ်ဂျော့ရဲ့နာမည်ကျော်မိခွန်းတခါတလေမှာလောကကြီးကတင့်ကိုအုတ်ခဲနဲ့ပေါက်လိမ့်မယ်ဒါပေမဲ့တင့်ရဲ့ယုံကြည်ချက်တွေကတော့မပြောက်သွားပါစေနဲ့တင်တခုခုကိုတော့လုံနေမှဖြစ်မယ်တင့်ကိုတင်တင့်ယုံကြည်ချက်တင့်ဘဝတင့်ကံကြမှာဘာပဲဖြစ်ဖြစ်တင့်မှာယုံကြည်ချက်တခုတော့ရှိနေဖို့လိုတယ်ကျွန်တော်တဘဝလုံးကျွန်တော်ကို80ရှောက်စေခဲ့တဲ့အရာကတော့ကျွန်တော်ရှင်းမြတ်နိုးတာကိုလောက်ကန်ခေးချင်းပါပဲတင်ကျိတ်နှစ်တက်တာကို ရှာဖွေဖို့လိုပါတယ်။တင်နေရမယ့် အချိန်ကအကန့်အသတ်ရှိပါတယ်။အခြားလူတယောက်ရဲ့ဘဝအထင်းမှာဟန်ဆောင်ပြီးမနေပါနဲ့။အခြားသူတွေသတ်မှတ်ထားတဲ့ပေါင်းတွင်ထင်းမှာပိတ်မိမနေပါစေနဲ့။အခြားသူတွေရဲ့အမြင်တွေကြောင့်တင်းစိတ်တဲ့မညှိုးနွမ်းပါစေနဲ့။အရေးကြီးဆုံးကတော့တင်ရှင်းမြက်နိုးတဲ့အရာကိုရယူဖို့တတိရှိပါစေ။အခြားအရာတွေအလုံးကတင်ရှင်းမြက်နိုးတဲ့အရာနဲ့ရှင်ရင်အမြဲတမ်းဒုတိယပဲဖြစ်ပါစေ။အထက်ပါစကားကတော့ Stanford University မှာ Steve Jobs ပြောခဲ့တဲ့စကားကိုကောက်နှုတ်ထားတာဖြစ်ပါတယ်။ဒီခေတ်ထက်မှာ Apple product တွေဖြစ်တဲ့ MacBook, iPad, iPhone စတာတွေကိုလူတိုင်းသိနေပါပြီ။လူတိုင်းလိုချင်တဲ့ပစ္စည်းတစ်ခုလိုတော့ဖြစ်နေပါပြီ။ဒီလောက်အောင်မြင်တဲ့ကုမ္ပဏီကြီးကိုတီထောင်ခဲ့တဲ့ Steve Jobs ရဲ့မိန့်ခွန်းကို အမှတ်မထင်ကျွန်တော်ဖတ်မိခဲ့ပါတယ်။အရန်ကောင်းလွန်းလို့ဖတ်ပြီးတာနဲ့အရင်ကတည်းကစိတ်တက်အင်အားတွေပိုရရှိခဲ့ပါတယ်။အောက်မှာတော့2005ခုနှစ်ဇွန်လ7ရက်နေ့ Stanford တက္ကသိုလ်မှာ စတီးဗ်ဂျော့ပြောခဲ့တဲ့နာမည်ကျော်မိန့်ခွန်းကိုစီလီယိုအွန်ဘာသာပြန်ပြီးဖော်ပြပေးလိုက်ပါတယ်။သင်ဟာ အောင်မြင်ရှင်တဲ့လူတယောက်ဆိုရင်တော့မဖြစ်မနေကိုဖတ်တဲ့နားထောင်တဲ့မိန့်ခွန်းတစ်ခုပါ။ကမ္ဘာပေါ်မှာအကောင်းဆုံးတက္ကသိုလ်တွေထဲကတစ်ခုဖြစ်တဲ့ဒီတက္ကသိုလ်ရဲ့ဘွေနှင်းသဘင်မှာမိန့်ခွန်းပြောခွင့်ရပြီးခင်ဗျားတို့နဲ့တွေ့ခွင့်ရတာအရန်ကိုဂုဏ်ယူပါတယ်။ကျွန်တော်ကတော့ဘယ်ကောလိုက်ကမှဘွေမရခဲ့ပါဘူး။ရိုးရိုးသားသားပြောရရင်ဒီနေ့ဟာ ကိုလိုက်နဲ့အနီးဆက်ဆုံးရှိဖို့တဲ့နေ့ပါပဲဒီနေ့ခင်ဗျားတို့ကိုကျွန်တော်ဘဝမှာဖြစ်ပြခဲ့တဲ့ဖြစ်ပြ၃ခုကိုပြောပြရှင်ပါတယ်ဖြစ်ပြလေး၃ခုပါပဲအခြားကြီ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 းတော့မဟုတ်ပါဘူးပထမဆုံးဖြစ်ပြကတော့ဘဝရဲ့ဖြစ်ပြတွေကို ပြန်လေဆက်ဆက်ရှင်းပါကျွန်တော် recall လိုက်မှာ6လတက်ပြီးကျောင်းကထွက်ခဲ့ရပါတယ်ဒါပေမဲ့ကျွန်တော်နောက်ထပ်တစ်လနေပါလောက်ကိုလိုက်ကိုတန်ရွစင်မကုန်ပါဘူးဒါဆိုရင်ဘာလို့ကျွန်တော်ကိုလိုက်ကထွက်ခဲ့တာပါလဲ ျွန်တော်မမွေးခင်ကအဖြစ်ပြက်လေးကိုအရင်ပြန်ပြောပြပါမယ်။ကျွန်တော်မမွေးတဲ့အချိန်မှာကျွန်တော်အမေကငေရွေတဲ့ကိုလိုက်ကျောင်းသူလေးတယောက်ဖြစ်ခဲ့တာကြောင့်ကျွန်တော်ကမွေးစားမဲ့သူစီစွန့်ပစ်ခဲ့ပါတယ်။ဒါပေမဲ့အမေကကျွန်တော်ကိုပညာတတ်တွေစီကိုပဲလွှဲပြောင်းပေးခြင်းခဲ့ပါတယ်။ရှင်နေတယောက်နဲ့သူ့ဇနီးတို့ဟာကျွန်တော်ကို တွေးတဲ့အခါမှာတော့သူတို့လိုချင်တာမိန်းကလေးဖြစ်လို့ကျွန်တော်ကမမွေးစားတော့ပါဘူး။မွေးစားဖို့ကလေးရှာနေကြောင်းစင်းသွင်းထားတဲ့အခုကျွန်တော်မိဘဖြစ်လာမဲ့အဖေနဲ့အမေဟာ ညဘက်မှာဖုန်းခေါ်ဆောင်မှုတခုရရှိခဲ့ပြီးကျမတို့မှာမမျော်လင်းထားတဲ့ယောက်ျားလေးကလေးတယောက်ရှိနေပါတယ်ရှင်တို့သူ့ကိုလိုချင်လားလို့အမေခံရတဲ့အချိန်မှာရှက်ရှင်းပဲကျွန်တို့ကိုလက်ခံခဲ့ပါတယ်ကျွန်တို့မွေးစားအမေကဘွေးရတယောက်မဟုတ်တဲ့အပြင်ကျွန်တို့မွေးစားအဖေကထက်တန်းကြောင့်မအောင်ခဲတာကိုအမေအရင်ကနောက်မှတီးခဲ့ပြီးစာရွက်စာတမ်းတွေကိုလက်မှတ်ထိုးပေးဖို့ညှင်းဆန်ခဲ့ပါတယ်နောက်ထပ်လက်အနည်းငယ်ကြာမှာတော့ကျွန်တို့မွေးစားမိဘတွေက ကျွန်တော်ကိုတကယ်ကိုလိုက်ပို့မယ်လို့ယုံကြည်အောင်ပြောတော့မှအမေအရင်ကလက်မှတ်ထိုးပေးခဲ့တာပါနောက်ထပ်6-9နဲ့ကြာတဲ့အချိန်မှာတော့တကယ်ပဲကျွန်တော်ကိုလိုက်တက်ခွင့်ရခဲ့ပါတယ်အတွေ့အကြုံမရှိပေကိုလိုက်အရွေးမှားခဲ့တာကြောင့်စတန်ဖို့နီဘာဈေးကြီးတဲ့ကိုလိုက်ကိုရွေးခဲ့မိပါတယ်လက်လောက်လက်စားတွေဖြစ်တဲ့ကျွန်တော်မိဘတွေစူးထားတာတွေလည်းကျွန်တော်ចောင်းစရိတ်ကြောင့်កုံသွားခဲ့ပါတယ်ခြားလာခန့်အကြာမှာတော့ကျွန်တော်ចောင်းတာတက်နေရတာဘာအလားလာမှမမြင်မိပါဘူး ကျွန်တော်ဘဝမှာဘာလို့ရှင်လဲဆိုတာကိုမသိခဲ့ပါဘူးနောက်တစ်ခုကကျွန်တော်ဘာလို့ရှင်နေဆိုတာကိုသိအောင်ဒီကိုလေးကြီးကဘလို့ကူညီပေးမှလေးဆိုတာကိုလည်းစဉ်းစားလို့မရခဲ့ပါဘူးနောက်ပြီးကျွန်တော်မိဘနှစ်ပါးဘဝတစ်လျှောက်လုံးစုဆောင်းလာခဲ့တဲ့ပိတ်ဆံတွေကိုကျွန်တော်ကဖြုံးနေခဲ့တယ်လေဒါနဲ့ကျွန်တော်လေးကိုလေးကနေထွက်ရင်အရာရာရှုံးမွေသွားမယ်လို့ယူဆပြီးကြောင်းထွက်ခဲ့ပါတယ်ဒီအချိန်တုန်းကကျွန်တော်အရန်ကိုကြောက်နေခဲ့ပါတယ် ဒါပေမဲ့အခုနေကျွန်တော်အတိတ်ကိုပြန်ကြည့်ရင်အဲ့ဒီဆုံးဖြတ်ချက်ဟာကျွန်တော်ဘဝမှာရှာခဲ့တဲ့အကောင်းဆုံးဆုံးဖြတ်ချက်တွေကတစ်ခုဖြစ်ခဲ့ပါတယ်ကျွန်တော်အဲ့ဒီလိုထွက်လိုက်တဲ့အချိန်မှာကျွန်တော်စိတ်မဝင်စားပေမဲ့လေမတက်မဖြစ်တက်နေခဲ့ရတဲ့အတန်းတွေကိုမတက်လေဘာမှမဖြစ်တော့ပါဘူးဒါပေမဲ့ကျွန်တော်စိတ်ဝင်စားတဲ့ကိုလိတ်ချင်းကအတန်းတွေကိုစတင်ပြီးတက်ခဲ့ပါတယ်အရာအားလုံးကရှို့မွေခဲ့တာတော့မဟုတ်ပါဘူးကျွန်တော်ကကိုလိတ်ကထွက်ထားတာမို့ဒါကြောင့်တငငချင်းတွေရဲ့အခန်းမှာ ချမ်းပြေဖို့လိတ်အိတ်လေးရှိပါတယ်ကုတ်ဘူးခွန်တွေကိုကောက်ပြီးစက်ယုံကိုပြန်လေအပ်တာစားသောက်ဖို့ပိတ်ဆံရှာခဲ့ပါတယ်အပက်စင်တနင်းကုန်ရင်နေ့တိုင်းအစားသောက်ကောင်းစားရဖို့ခုနမှန်ရှိတဲ့ခရီးကိုလမ်းလျှောက်ပြီးဟာရာခရစ်မတ်ဘုရားကျောင်းကိုသွားခဲ့ပါတယ်အဲ့လိုသွားရတာကိုကျွန်တော်ကိုယ်တိုင်လေးနှစ်သက်ခဲ့ပါတယ်ကျွန်တော်ရဲ့စူးစမ်းစိတ်တွေနောက်ကိုလည်ရင် ကျွန်တော်တွေးကြံခဲ့ရတဲ့အရာတွေကနောက်တစ်ချိန်မှာတော့အဖို့ဖြစ်လို့မရတဲ့အရာတွေဖြစ်လာခဲ့ပါတယ်ဥပမာတစ်ခုလောက်ကျွန်တော်ပြောပါရစေ အဲ့ဒီအချိန်တုန်းက recollege ဟာလက်ရင်းနဲ့ပတ်သက်ပြီးသင်ကြားတဲ့နေရာမှာနိုင်ငံတစ်ခုလုံးမှာထိတ်တန့်အဆင့်ရှိပါတယ်။ចောင်းသေးကဘလို့ poster ကိုပဲကြည့်လိုက်ကြည့်လိုက်ဘလို့စာတန်းကိုပဲကြည့်လိုက်ကြည့်လိုက်လက်ရင်းအားလုံးကလှပနေပါတယ်။ကျွန်တော်ကကိုလိုက်ကထွက်ခဲ့ပြီးပုံမှန်သင်တန်းတွေမတက်ရတော့တာကြောင့်ကျွန်တော်အဲ့ဒီလက်ရင်းအလှပရေးနီးသင်တန်းကိုတက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ကျွန်တော် Serene နဲ့ Scan Serene တို့လို Phone Family တွေကိုတင်ယူခဲ့ပါတယ်။ ဒါအပြင်စာလုံးတွေတစ်လုံးနဲ့တစ်လုံးပေါင်းဆက်ရမှာကြားထဲမှာထားတဲ့နေရာလို့အကြောင်းစာလုံးတွေဖြည့်စီထားတာကိုဘလို့ကြည့်ကောင်းအောင် လုပ်ရမယ်ဆိုတဲ့အကြောင်းကိုလေ့လာခဲ့ပါတယ်။အဲ့ဒါတွေကအရန်ကိုလှပပါတယ်။သိပ်ပန်နီးနဲ့တိုင်းတာလို့မရတဲ့လှပမှုမျိုးနဲ့လှပပါတယ်။ကျွန်တော်အရန်ကိုသဘောကျခဲ့ပါတယ်။ဒီလိုလေ့လာခဲ့တာကအဲ့ဒီအချိန်တုန်းကကျွန်တော်ဘဝမှာလက်တွေ့တစ်ခါမှအသုံးမဝင်ခဲ့ပါဘူး။ဒါပေမဲ့ဆင်းနစ်ကြတဲ့အချိန်ကျွန်တော်တို့ပထမဆုံး မက်ခန်ထော့ကွန်ပျူတာကိုစတင်ဒီဇိုင်းရေးဆွဲတဲ့အချိန်မှာတော့အဲ့ဒီလင်းလာမုံတွေကကျွန်တော်ခေါင်းလေးကိုအစီအီပြန်ဝင်လာပါတယ်ပြီးတော့အဲ့ဒီအရာတွေကိုကျွန်တော်မက်တီထွင်တဲ့နေရာမှာထည့်သုံးခဲ့ပါတယ်အဲ့ဒီတုန်းကကျွန်တော်တို့တီထွင်တဲ့ကွန်ပျူတာကစာရေးသားရမှာအလှပဆုံးကွန်ပျူတာဖြစ်ခဲ့ပါတယ်ကျွန်တော်သာကျောင်းတုန်းကအဲ့ဒီလက်ရေးသင်တန်းလေးမတက်ခဲ့ရင်မက်မှာဒီလောက်လှပတဲ့စာရေးသားနီးစနစ်ပါလာမှာမဟုတ်ပါဘူး ျွန်တော်သာကောလိုက်ကမထွက်ခဲ့ရင်အဲ့ဒီလက်ရဲအလှတင်တန်းကိုတက်ဖြစ်ခင်းမှာမဟုတ်ပါဘူးပြီးတော့ကွန်ပျူတာတွေမှာအခုလောလှပတဲ့စာလုံးပုံစံလေးတွေလေးရှိလာဖို့လွယ်မှာမဟုတ်ပါဘူးခမရအနေနဲ့အနာဂတ်ကိုမျှော်နေတဲ့အချိန်မှာခမရဘဝရဲ့အစိတ်ပိုင်းတွေကိုဆက်ဖို့လွယ်ကူမှာမဟုတ်ပါဘူးတကယ်ခမရဘဝရဲ့အစိတ်ပိုင်းတွေကိုဆက်လို့ရတဲ့အချိန်ကခမရဘဝကိုနောက်ပြန်လှည့်ကြည့်တဲ့အချိန်မှာပဲကျွန်တော်ငငယ်တုန်းကကျွန်တော်လုံနေတဲ့အရာတွေကိုဆက်ဆက်ကြည့်လို့မရခဲ့ပါဘူး ဒါပေမဲ့စင်နစ်အကြာနောက်ပြန်လက်ကျတဲ့အချိန်မှာတော့ကျွန်တော်လော်ခဲ့တဲ့အသေးဖွဲ့အရာလေးတွေရဲ့ဆက်ဆက်မှုကို တွေ့ခဲ့ရပါတယ်။ဒါကြောင့်ခမရဘဝမှာလေခမရလုံးနေတဲ့အရာလေးတွေဟာတနည်းနည်းခမရဘဝထဲမှာအတုံးဝင်လာလိမ့်မယ်လို့ယုံကြည်ဖို့လိုပါတယ်။ခမရအနေနဲ့တစုံတစ်ခုကိုတော့ယုံကြည်နေဖို့လိုပါတယ်။ကံတရားဘဝဘာပဲဖြစ်ဖြစ်ပေါ့ယုံကြည်ရှင်းကြောင့်ကျွန်တော်ဘဝမြင့်တက်ခဲ့တာပါ။ အဲ့ဒီယုံကြည်ရှင်ကပဲကျွန်တော်ဘဝကိုပြောင်းလဲစေခဲ့တာပါအဲ့ဒီယုံကြည်ချက်ကကျွန်တော်ကိုတခါမှစိတ်မပြတ်စေခဲ့ပါဘူးဒုတိယတစ်ခုပြောချင်တာကတော့ရှင်းမြတ်နိုးခြင်းရဲ့ဆုံးရှုံးမှုအကြောင်းပါကျွန်တော်ကကံကောင်းခဲ့ပါတယ်ကျွန်တော်ငယ်ရွယ်စဉ်မှာပဲကျွန်တော်ဘာကိုနှစ်သက်မျက်နှာတွေဆိုတာကိုသိခဲ့ပါတယ်အသက်20အရွယ်မှာ Watch နဲ့ကျွန်တော် Apple ကိုစက်တီထောင်ခဲ့ပါတယ်စက်တင်တီထောင်ခဲ့တဲ့နေရာကတော့ကျွန်တော်မိဘတွေရဲ့ကားကိုယ်တော်ထဲမှာပါကျွန်တော်တို့အရန်စူးစမ်းခဲ့ကြတယ် စနစ်အတွင်းမှာ Apple ဟာကားဂေါ်တောင်ထဲကကျွန်တော်တို့နှစ်ယောက်ကနေဝန်ထမ်း၄၀၀၀ကျော်ရှိပြီးဒေါ်လာ၂ဘီလီယံတန်တဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်လာခဲ့ပါတယ်။ကျွန်တော်တို့ Macintosh ရဲ့အကောင်းဆုံးဖန်တီးမှုကိုထုတ်လုပ်ခဲ့ပါတယ်။နောက်နှစ်မှာတော့ကျွန်တော်အသက်30အရွယ်ရောက်လာခဲ့ပြီးအလုပ်ထုတ်ခံခဲ့ရပါတယ်။ကိုထောင်ထားတဲ့ကုမ္ပဏီကနေကျွန်တော်ဘာလို့အလုပ်ထုတ်ခံခဲ့ရတာလဲလို့ခင်ဗျားတို့စဉ်းစားနေပါလိမ့်မယ်။ဟုတ်ကဲ့ကျွန်တော်ပြောပြပါမယ်။ အဖိုးကစာပြီးတိုးတက်ကြီးပွားလာတော့အကြီးရှင်းရှိပြီးကျွန်တော်နဲ့အတူလုပ်ငန်းကိုဦးစီးနိုင်မဲ့သူတယောက်ကိုကျွန်တော်တို့ငှားရန်ခန့်အပ်ခဲ့ပါတယ်ပထမနှစ်မှာတော့အားလုံးအဆင်ပြေခဲ့ပါတယ်နင်းနေအချိန်ကြာလာတော့ကျွန်တော်တို့အမြင်တွေကွေးလွေ့လာပါတယ်နောက်ဆုံးတော့ဗုတ်အဖွဲကသူ့ဘက်ကရက်တီခဲ့ပါတယ်ဒီလိုနဲ့အသက်30အရွယ်မှာကျွန်တော်အလုတ်ထုတ်ခံခဲ့ရပါတယ်ကျွန်တော်ဘဝတစ်လျှောက်ပုံဩပြီးအာယုံစိတ်ခဲသမျှစ조사ခဲသမျှတွေရေစုံမျိုးသွားတယ်လို့ပါပဲ အဲ့ဒီတုန်းကခန်းစားချက်ကအရန်ကို ဆိုးရပါတယ်ကျွန်တော်လက်အနေငယ်ကြတဲ့အထိဘာဆက်လို့ရမင်းမှမသိခဲ့ပါဘူးနောင်ပေါ်ထွက်လာမဲ့စွန်ဦးတီထွင်သူများရဲ့စိတ်အားထက်သန်မှုကိုရိတ်ရှိုးလိုက်တယ်လို့ခန်းစားရပါတယ်ကျွန်တော်စီလက်ဆင့်ကန်ခံခဲ့ရတဲ့တာဝန်ကိုမကျေပွန်းတယ်လို့ခန်းစားခဲ့ရပါတယ်ကျွန်တော်ဒေးဗစ်ဖက်ကာနဲ့ဘော့ဖ်နွိုက်စတောကိုတွေ့ပြီးတောင်းပန်ခဲ့ပါတယ်ကျွန်တော်ဆီလီကွန်ဘဲလီကနေတောင်ထွက်ပြေးဖို့စဉ်းစားခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်အတွက်အာယုံဦးလန်းစပြန်လေပြီးပေါ်လာခဲ့ပါတယ် ကျွန်တော်လုပ်ခဲ့တာတွေကိုကျွန်တော်ရှင်းမြတ်နိုးတယ်ဒီလိုအလုပ်ထုတ်ခံရရုံနဲ့တော့ကျွန်တော်ရှင်းမြတ်နိုးခြင်းတွေမပြောက်သွားခဲ့ပါဘူးဒါကြောင့်ကျွန်တော်အစကပြန်ပြီးလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်အပေါ်ကနေအလုပ်ထုတ်ခံခဲ့ရတာဟာကျွန်တော်အတွက်အကောင်းဆုံးအဖြစ်ပြက်တစ်ခုဆိုတာကိုအဲ့ဒီအချိန်တုန်းကတော့သတိမထားမိခဲ့ပါဘူးအောင်မြင်မှုရဲ့လေးလံခြင်းကိုလူတရားရဲ့ပေါ်ပါမှုတွေနဲ့အစားထိုးခံလိုက်ရလို့ပါပဲကျွန်တော်ဘဝရဲ့အကောင်းဆုံးတီထွင်နိုင်တဲ့အချိန်အပိုင်းခြားတစ်ခုကိုရောက်ရှိစေခဲ့ပါတယ် နောက်9နှစ်အတွင်းမှာ Next လို့ခေါ်တဲ့ကုမ္ပဏီတစ်ခုနဲ့ Paxo လို့ခေါ်တဲ့အခြားကုမ္ပဏီတစ်ခုတည်ထောင်ခဲ့ပါတယ်။အဲ့ဒီကာလအတွင်းမှာတချိန်မှာကျွန်တော်ရဲ့ဇနီးဖြစ်လာမဲ့အရန်တော်တဲ့အမျိုးသမီးတစ်ယောက်နဲ့ရှစ်ကြိမ်မိခဲ့ပါတယ်။ Pixar ဟာပထမဆုံးကွန်ပျူတာ animation ဇာတ်လမ်းဖြစ်တဲ့ Twin Story ကိုဖန်တီးနိုင်ခဲ့ပြီးကမ္ဘာမှာအအောင်မြင်ဆုံး animation studio တစ်ခုဖြစ်လာခဲ့ပါတယ်။နောက်လာအနေငယ်ကြာမှာတော့ Apple က Next ကိုဝေခဲ့ပြီးကျွန်တော်လေး Apple ကိုပြန်ရောက်လာခဲ့ပါတယ်။ ပြီးတော့ကျွန်တော်တို့ next မှာဖန်တီးခဲ့တဲ့နီးပညာဟာအပေါ်ရဲ့အသက်ဖြစ်လာပါတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်ဇနီး Lawrence နဲ့ကျွန်တော်တာယာတဲ့မိသားစုလေးကိုတီထောင်နိုင်ခဲ့ပါတယ်တကယ်လို့ကျွန်တော်သာအပေါ်ကနေအလုထုတ်မခံရရင်ဒါတွေတခုမှဖြစ်လာမှာမဟုတ်ပါဘူးဒီအဖြစ်ပြက်ကဆေးခါကြီးတစ်ခွက်လိုပါပဲဒါပေမဲ့လူနာအတွက်လိုအပ်ခဲတယ်လေတခါတလေလောကကြီးကခမရဲ့ခေါင်းကိုအုတ်ခဲနဲ့ပောက်တဲ့ပါတယ်ဒါပေမဲ့ယုံကြည်မှုတွေမပြောက်သွားပါစေနဲ့ ကျွန်တော်ဒီနေရာအထိ ရောက်လာအောင်တွန်းပို့ပေးခဲ့တာကျွန်တော်ရှင့်မြတ်နိုးတာကိုကျွန်တော်လုပ်ခဲ့လို့ပါ ခမရလေးဘဝမှာဘေးရာတွေကိုလောက်ရတာရှင့်မြတ်နိုးလေးသိဖို့လိုပါတယ်အရှင်းဆိုတာဘဝလက်တွေးဖို့ရွေးတဲ့နေရာမှာလိုအပ်တယ်လို့တတန်လုံးလောက်ရမယ့်အလုပ်ရွေးတဲ့နေရာမှာလေးလိုအပ်ပါတယ်အလုပ်ဆိုတာခမရဘဝရဲ့အချိန်တော်တော်များများကိုအပိုင်စီးမဲ့အရာပါဒါကြောင့်အကောင်းဆုံးနီလန်းကခမရရှင့်မြတ်နိုးတဲ့အလုပ်ကိုလုပ်ဖို့ပါပဲမတွေ့သေးရင်ငြိမ်မနေပါနဲ့ ဆက်လက်ရှားပွဲပါ ခမရဲ့နှလုံးသားကတနေ့နေ့မှာခမရရှစ်တာကိုတွေ့ရှိပါလိမ့်မယ်တကယ်ရှစ်မြန်တို့တဲ့စုံရဲလို့ပါပဲကိုတကယ်ရှစ်တဲ့အလုပ်ကိုလုပ်ရင်နှစ်တွေကြာလေလေအရှစ်တွေပိုခိုင်မြဲလေပါဒါကြောင့်မတွေ့သေးသေးရဆက်လက်ရှားပွဲပါကျွန်တော်တရိယာမြောက်ပြောချင်တဲ့အကြောင်းအရာကသေခြင်းတရားပါကျွန်တော်အသက်16နှစ်အရွယ်တုန်းကဆိုယိုလေးတစ်ခုဖတ်ဖူးပါတယ်အဲ့ဒီဆိုယိုလေးကနေတိုင်းနေတိုင်းကိုတင်းရဲ့နောက်ဆုံးနေ့အဖြစ်အသက်ရှင်ပါဒီနေ့ကျရင်တင်တွဲတာမှန်ကန်ပါလိမ့်မယ်တဲ့ ဒီဆိုရိုးလေးကကျွန်တော်ဘဝအပေါ်အများကြီးတက်ရောက်ခဲ့ပါတယ်အဲ့ဒီအချိန်ကလေးကလွန်ခဲ့တဲ့33နှစ်လုံးကျွန်တော်မှန်လေးကိုမနှက်တိုင်းကြည်ပြီးဒီနေ့ဟာငါနေရမယ်နောက်ဆုံးနေ့ဆိုငါဘာလုပ်မလဲဆိုပြီးမေးခဲ့ပါတယ်နောက်ဆုံးနေ့သာဆိုရင်ငါအခုလုပ်ဖို့စဉ်းစားနေတဲ့အရာကိုလုပ်မှာလားလို့မေးခဲ့ပါတယ်အဖေက no ဖြစ်တိုင်းကျွန်တော်သိခဲ့တာကကျွန်တော်တခုခုပြုပြင်ဖို့လိုပြီးဆိုတာပါပဲမကြခင်မှာတင်နိုင်တယ်လို့ခံယူထားခြင်းက ကျွန်တော်အနေနဲ့အကြီးမားဆုံးဆုံးဖြတ်ချက်တွေရှာခဲ့ရမှာအများကြီးအသုံးဝင်ခဲ့ပါတယ်။ဘာလို့လဲဆိုတော့မျိုလင့်ရှင်မမာနာအကြောက်တရားရှက်ရွံ့ရှင်တွေအလုံးဟာတေခြင်းတရားဆိုတာကိုတွေးလိုက်တာနဲ့အလုံးပျောက်လွေကုန်လို့ပါပဲ။ဒါတွေအလုံးပျောက်ကွယ်သွားပြီးတကယ်လုံးရမယ့်အရေးကြီးတဲ့အရာတွေခေါင်းထဲအလိုလိုပေါ်လာပါတယ်။မကြခင်တင်နိုင်တယ်လို့တွေးခြင်းကတင်ဟာတစ်ခုခုဆုံးရှုံးနိုင်တယ်လို့တွေးလေရှိရှင်းကိုဖျောက်ဖျက်ပေးနိုင်ပါတယ်။ဘာလို့လဲဆိုတော့ သင်ဟာအချိန်မရွေးတင်နိုင်နေလေတေတာနဲ့ပို့ပြီးဆုံးရှုံးနိုင်တာရှိသေးလို့လားဒါကြောင့်တင်ရှင်းမြတ်နိုးတဲ့အရာကိုမလုပ်ဖို့ဘာမှစင်ရှင်ပေးစရာမရှိတော့ပါဘူးလွန်ခဲ့တဲ့တစ်နှစ်လောက်ကကျွန်တော်ကင်စာယောဂါခံစားခဲ့ရပါတယ်မနေ့9နာရီခွဲမှာစကန်ဖတ်ပြီးတဲ့နောက်ကျွန်တော်ရဲ့ Pink Creates တရရွက်အထင်းမှာအကျိတ်ရှိနေတာကိုသိလိုက်ရပါတယ်ကျွန်တော်အစကတရရွက်ဆိုတာဘာမှန်းတော့မသိခဲ့ပါဘူးဒေါက်တာတွေကကျွန်တော်ရဲ့ကင်စာကကုသလို့မရကြောင်းပြောပြခဲ့ပါတယ် ကျွန်တော်တလားထက်ပေါ်ပြီးအသက်မရှင်နိုင်တော့ဘူးလို့ဆိုကြပါတယ်။ဆရာဝန်တွေကကျွန်တော်ကိုအိမ်ပြန်စေပြီးအေးအေးဆေးဆေးအနားယူကပြင်ဆင်စရာရှိတာပြင်ဆင်ဖို့ပြောခဲ့ပါတယ်။သူတို့ဆိုလို့ရှင်တာကတော့ကျွန်တော်ကလေးတွေကိုနောက်7နှစ်မှာကျွန်တော်ပြောချင်တာတွေကိုအခုသေးကပြောခဲ့ပါနှုတ်ဆက်ခိုင်းတာနဲ့အတူတူပါပဲ။ဒီယောဂါနဲ့ကျွန်တော်နေထိုင်ခဲ့ရပါတယ်။တညနေမှာတော့ဆရာဝန်တွေဟာ ကျွန်တော်ရဲ့လေချောင်းလေးကို anascope ထည့်ပြီးအစိုင်းတွေဥတွေတွေကတဆင်တရွတ်ရွတ်အကျိတ်စီကဆေးတရှုပ်ကိုထုတ်ယူခဲ့ပါတယ်ကျွန်တော်ကငြိမ်သက်နေခဲ့ပါတယ်ဆရာဝန်တွေက ထိုဆေးကိုကြည့်အပြီးမှတော့ညည်ရီတွေကြက်လာခဲ့တယ်လို့ကျွန်တော်မိမကကျွန်တော်ကိုပြန်ပြောပြပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ဖြစ်နေတဲ့အဲ့ဒီတရက်ရွက်ကင်ဆာဟာဖြစ်လေဖြစ်တာနေပြီးခွေးဆက်ကုသလို့ရတဲ့ကင်ဆာမျိုးစားဖြစ်နေတာကိုတွေးကြည့်ခဲ့လို့ဝမ်းသာလုံးဆုတ်ခဲ့ကြတာပါ ဒါကြောင့်ကျွန်တော်လေးအခွေးအစိတ်ခံပြီးအခုတော့ပြန်လေကောင်းမွန်သွားပါပြီ။တည်ခြင်းတရားနဲ့အနည်းဆက်ဆုံးခံစားဖူးခဲ့တာပါပဲ။လူတိုင်းမတည်ခြင်းကြပါဘူး။ကောင်းကင်ဘုံကိုသွားခြင်းတယ်လို့ပြောနေတဲ့သူတွေတောင်မတည်ခြင်းကြပါဘူး။ဒါပေမဲ့တည်ခြင်းတရားဆိုတာကျွန်တော်တို့အားလုံးရင်ဆိုင်ရမယ့်အရာပါ။ဘယ်သူမှတည်ခြင်းတရားကမလွတ်မြောက်ခဲ့ပါဘူး။တကယ်တော့တည်ခြင်းတရားဆိုတာဘဝရဲ့အကောင်းဆုံးဖန်တီးမှုတစ်ခုလေးဖြစ်ပါတယ်။သူကဘဝကိုပြောင်းလဲပေးတဲ့အရာပါ။ အခုတင်ကအစ်စ်ဖြစ်နေပေမဲ့ဒီနေ့နေ့မှာတင်ဟာဟောင်းနှွန်းသွားပြီးတည်ဆုံးရမှာပါဒီလိုမျိုးပြောရတာစိတ်တော့မကောင်းပါဘူးဒါပေမဲ့ဒါအမှန်တရားပါတင်နေရမယ့်အချိန်ဟာအကန့်အသတ်ရှိပါတယ်ဒါကြောင့်အခြားသူတယောက်အဖြစ်နဲ့နေထိုင်ရင်တင့်အချိန်တွေကိုမဖြုံးတီးလိုက်ပါနဲ့ပုံသေးကားချက်ကြီးထဲမှာပိတ်မိမနေပါစေနဲ့အခြားသူတွေတင့်ကိုဘလို့မြင်မလဲဆိုတာကိုတွေ့ပြီးမနေထိုင်ပါနဲ့အခြားသူတွေရဲ့ဆူညံတန်တွေကတင့်ရင်သေးကဂီတတန်ကိုမဖုံးလွန်သွားပါစေနဲ့ အရေးကြီးဆုံးကသင်တကယ်ရှင်းမြတ်လို့တဲ့သင်အိမ်မက်တွင်တော့ကိုလက်ရဲတဲ့တတိရှိပါသည်သင်ရင်ထဲကနှလုံးသားထဲကဖြစ်ရှင်တာကိုလုတ်ပါအခြားအရာတွေကိုဒုတိယဦးစားပေးပါကျွန်တော်ငငယ်တုန်းက the whole are ခက်တလို့လို့ခေါ်တဲ့စာအုပ်တော့ရှိခဲ့ဘူးပါတယ်ကျွန်တော်တို့ခေတုံးကသူကတမ်းမာကျန်းစာလို့ပါပဲလူတော်တော်များများမှရှိပါတယ်မန်လော့ပါခ်နဲ့တိတ်မဝေးတဲ့နေရာမှာနေထိုင်တဲ့စတူဝါ့ခ်ဘရန်ဆိုတဲ့သူကတီထွင်ခဲ့တာပါ အဲ့ဒီအချိန်တုန်းက1960အစောပိုင်းလောက်ပေါ့ကွန်ပျူတာတွေမပေါ်သေးပါဘူးအဲ့ဒီစာအုပ်ကလက်နှိပ်ဆက်နယ်ရိတ်ကကက်ကျင်းနဲ့ဖြတ်ထားတဲ့ပုံစံမျိုးပါသူက Google နဲ့သဘောတရားတူပါတယ် Google ပုံမလာခင်35နှစ်လောက်အထိသူ့ရဲ့အတွေ့အခေါ်ကလက်တွေ့ဆန်ခဲ့ပါတယ်သူတို့စာအုပ်ကိုအစစ်စစ်မွမ်းမံခေးကြပါတယ်1980လောက်ကနောက်ဆုံးသူတို့ထုတ်ဝေခဲ့တဲ့စာအုပ်ရဲ့နောက်ကျိုးဘက်မှာတော့မနက်ခင်းနေရောင်အောက်ကကျစ်လက်လန်ကလေးရဲ့ပုံပါလာခဲ့ပါတယ် အဲ့ဒီပုံအောက်မှာတော့အမေယူသက်ဆာလောင်နေပါစေဆိုတဲ့စကားစုလေးပါခဲ့ပါတယ်ဒါကသူတို့ရဲ့နောက်ဆုံးနှုတ်ဆက်စကားပါကျွန်တော်ဘဝမှာလေကျွန်တော်ဒီစကားကိုကျင့်သုံးခဲ့ပါတယ်အခုခင်ဗျားတို့အားလုံးဘွေးတွေရပြီးဘဝတစ်တစ်ခုကိုစတော့မယ်ဆိုတော့ကျွန်တော်ကလေခင်ဗျားတို့ကို အမေယူသက်ဆာလောင်နေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အထက်မှာမင်းကုန်းကတော့ Steve Jobs ရဲ့နာမည်ကျော်မင်းကုန်းဖြစ်ပါတယ် ျွန်တော်ဘဝမှာလေသူ့ရဲ့မိခွန်းအတိုင်းနေခဲ့ပါတယ်အဲ့ဒီမိခွန်းကိုမမြင်ခင်ကလေးကအဲ့ဒီလိုနေခဲ့ပါတယ်ဒါပေမဲ့ကျွန်တော်လုံနေတာမှန်ရဲ့လားမှားနေလားမသိခဲ့ပါဘူးဒီနေ့မှာတော့အမှတ်မထင်ဒီမိခွန်းလေးကိုဖမ်းမိပြီး state joke ကိုအရန်ကျေးဇူးတင်မိခဲ့ပါတယ်ဒီလိုမိခွန်းမျိုးကိုကျွန်တော်ဒီထက်ငေးစင်ကတီးခဲ့ရဖက်ခွင့်ရခဲ့ရင်ကောင်းပါပဲလို့တွေးခဲ့ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့မိတ်ဆွေတို့ကိုလေမျှဝေလိုက်တာပါ State Job ပြောခဲ့တဲ့အရာ၃ခုလုံးကိုလည်းသင်ခန်းစာယူနိုင်အောင်ကြိုးစားပါလောကကြီးမှာလောကဒဏ်ကြောင့်မြင့်တဲ့အခါမြင့်မယ်နိမ့်တဲ့အခါနိမ့်မယ်ဒါပေမဲ့ဘရောမှယုံကြည်မှုတွေမပြောက်သွားပါစေနဲ့အိမ်မက်တွေကိုဘရောမှမစွန့်လွှတ်လိုက်ပါနဲ့ဒီနေ့ဟာသင်ဘဝရဲ့နောက်ဆုံးနေ့ဆို သင်ဘာလုပ်မလဲအဆုံးထိနှဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်